ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာကြိုဆိုလိုက်ပါတယ်ဗျ ဒီနေ့မှာတော့ကျွန်တော်8ထိပ်3တော့ pick click နေတော့ရထားတယ်ပေါ့နော်အခုမှတော့လည်းကြည်ပြီးတော့ကြိုက်နှစ်တိုက်မှုရှင်တော့3ပါဗျဒီဘက်ကတော့ပိတ်ရမရှိဘူးပေါ့နော်ဒီဘက်မှာတော့ကျွန်တော်တို့ဆယ်ချိန်ပြည့်ကစားအမှဖြစ်တယ်ဗျ ပြပေါ်ယူစားရတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာကျော်လေးတဲ့ဟိုင်းဟုတ်ကဲ့ပါဗျာနော်အားလုံးပဲဒီနေ့မှာကံကောင်းပါစေဗျာကျော်ဒီဝါပေါ့နော်တောက်ကြန်ဒီမနက်ကကျော်တို့မှန်ခဲ့တဲ့ဝမ်းချင်းလိုင်းကိုပဲတွက်ပြမှာပေါ့နော်အခုကတော့ အောင်အောင်နဲ့မင်္ဂလာနဲ့နဲ့ပါ OK တဲ့ဟုတ်ကဲ့ပါဗျာနော်မိုးဟိတ်နဲ့မင်္ဂလာမာလကာနဲ့ပါလားအကလင်မာဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါဗျာ

တော့ဒီ9တုံညာအချိန်မှာခွန်9ထွက်တော့ကျွန်တော်တို့9ထီတွေဗျ။အဲ့တော့ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲခွင်ရယ်9ရယ်နှလုံးပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီရဲ့နှစ်နဲ့ပေါင်းတော့၄နှစ်ခွင်9ပေါင်းချင်းဒီကျွန်တော်တို့၄ဖြစ်လို့၄ရဲ့ပါဝါဒီကို၄၉ဒီကျွန်တော်ဒီမှာအချိန်ပြ တော့ဒီလေးကိုအချိန်မှာကိုဘူးထွက်တော့ကိုထီတယ်ဗျ။ဒါကြောင့်ဒီမှာလဲနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲနှစ်ရဲ့တုံညရဲ့ပေါင်းချင်းဒီနှစ်နှစ်နဲ့ကြောင့်ဒီကတုံညနဲ့ပေါင်းတော့နှစ်ဒီသုံးလုံးပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါဒီခွန်နှစ်ခွန်ဒီကြောင့်ဒီမှာအချိန်ဗျ။ဒီနှစ်ခွန်အချိန်မှာလဲခွန်လေးထွက်တော့ကျွန်တော်တို့ဒီမှာခွန်ထိတယ်ဗျဒီဝမ်းချင်းဒီကျွန်တော်တို့တောက်ကြန်ဒီမနက်ကမှန်ခဲ့တဲ့ဝမ်းချင်းလိုက်မယ်ပေါ့နော် ဒါကြောဒီမှာနောက်တပြင်9ရက်6ရက်ဒီနှလုံးပေါင်းခြင်းဒီ1တဲ့ကြောင့်ဒီက9နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းခြင်း6ဖြစ်လို့6ရက်ပါဝါဒီ1 6တဲ့ဒီကြောင့်ဒီမှာအချိန်ပြဒီ6တဲ့အချိန်မှာလည်းကျွန်တော်တို့ခွန်1ထွက်တော့1တီတယ်ဗျရဲလင်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာအားလုံးပဲဒီ1ချိန်လေးနားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကျော်ဒီနေ့မှာ1ချိန်တည်1ရက်2ရက်ပေါင်းချင်းတည်3 သုံးနဲ့ကျော်ဒီက၃ညနဲ့ပေါင်းတော့လေ၃ဒီ၃လုံးပေါင်းခြင်း၃ဖြစ်လို့၃ဘာဝတီရှိ၃ရှိတီကျော်ဒီမှာအချိန်မြတ်ဒါဒီမှာ38အချိန်ပေါ့เนาะဒီ38အချိန်မှာမှကျွန်တော်ဒီမှာ8ထိပ်3တော့ပိတ်နေဆိုပြီးတော့ရာထားတယ်ဗျဒီနောက်ပိတ်လိုင်းတွေကတော့ထိပ်စီးနောက်ပိတ်ပေါ့เนาะဒါလေးကတော့ဒဲကနန်လေးဖြစ်တယ်ဗျ8 3ပေါ့เนาะဒါလေးကိုကျွန်တော်ဘယ်လိုယူထားလဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်ဗျ ကျွန်တော်ခဲတော့မချစ်တော့ဘူးပေါ့နော်ကိုမတချာလေးတော့ကြည့်ပေးပါဗျတော့ဒီရက်၁ရက်၃ညရက်ဒီရက်၉ရက်၁၃ညကိုပေါင်းချင်းဒီကျွန်တော်တို့၃ညဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်ဒီလဲခွန်ငါးခွန်ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီကျွန်တော်တို့၉ဆိုပြီးတော့ဖြစ်တယ်ဗျနောက်တစ်ပြင်ဒီ၂၉ခွန်ပေါင်းချင်းဒီကျွန်တော်တို့၈ဆိုပြီးတော့ဖြစ်တယ်ဒီ၃လုံးပေါင်းချင်းဒီ၃ညာဒီ၃လုံးပေါင်းချင်းဒီ၉ဒီ၃လုံးပေါင်းချင်းဒီ၈ ဒါကြောင့်မို့ကျွန်တော်ဒီ၃လုံးပေါင်းချင်းဒီခွန်ဆိုပြီးတော့တွားထားတာပေါ့နော်ဒီ၈ထိပ်ကတော့အလုံးမဲ့နားလည်မယ်လို့ထင်နေဗျာဒါကြောင့်ကျွန်တော်ဒီမှာ၈ထိပ်ပေါ့နော်အလုံးနားလည်မယ်ထင်နေကြောဒီမှာ၁၃၅၉ပေါင်းချင်းဒီ၃ညဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ဒီခွန်၅ခွန်ပေါင်းချင်းဒီ၉ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ဒီ၂၉ခွန်ပေါင်းချင်းဒီ၈ဆိုပြီးတော့ဖြစ်တယ်ဗျာ ရောဒီမှာ၃လုံးပေါင်းခြင်းဒီ၃ညာ၃လုံးပေါင်းခြင်း၉၃လုံးပေါင်းခြင်း၈၃ညာ၉၈ခွန်လို့ကျွန်တော်သွားမှာပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာ၅လေးပေါင်းခြင်းဒီ၉ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီရထိတ်စီးနဲ့ပေါင်းရင်ခွန်ဖြစ်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့၈ထိတ်ထဲမှာပဲခွန်ဖြစ်မှာပေါ့နော်အလုံးမဲနားလည်မယ်လို့ထင်နေဗျဒါဆိုရင်ကျွန်တော်ဒီ၃နောက်ပိတ်ကိုဘယ်လိုယူထားလဲဆိုတော့ဒီ၁၃ညာပေါ့နော်ဒီနှလုံးပေါင်းခြင်း၁ကို ခွင်ရယ်9ရယ်9ရယ်ပေါင်းကျင်းဒီတက်ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုနောက်တစ်ပင်ဒီခွင်9ပေါင်းကျင်း2ကိုလည်း9 4ပေါင်းကျင်းဒီ2ဆိုပြီးတော့ဖြစ်တယ်ဒီမှာလည်းကျွန်တော်နောက်တစ်ပင်ဒီ2 3ညာပေါင်းကျင်းဒီ2ကိုလည်းခွင်4 1ပေါင်းကျင်းဒီကျွန်တော်2ဆိုပြီးတော့ဖြစ်တယ်ဗျဒါကြောင့်မို့ကျွန်တော်ဒီမှာ96ပေါင်းချင်း1ကိုကျွန်တော်ဒီမှာခွင်း ဒီကနောက်ပိတ်ပေါင်းခြင်းဒီတစ်ဆိုပြီးတော့တွားထားတာပေါ့နော်ဒီမှာဒီခွန်းတစ်ပေါင်းခြင်းဒီရှစ်ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ဖြစ်အောင်ဆိုရင်၃နောက်ပိတ်ထဲမှာပဲတစ်ဖြစ်မယ်ဗျအဲ့လိုမဲ့နားလည်မယ်လို့ထင်တယ်ပေါ့နော်ခဲချက်မပြတော့ကျွန်တော်ဒီမှာဒီနှလုံးပေါင်းခြင်းတစ်ကိုဒီ၃လုံးဒီတစ်လို့ဖြစ်တဲ့ဒီနှလုံးပေါင်းခြင်းနှစ်ကိုဒီ၃လုံးဒီနှစ်လို့ဖြစ်တဲ့ဒီနှလုံးပေါင်းခြင်းနှစ်ကိုဒီ၃လုံးပေါင်းဒီကျော်နှစ်လို့ဖြစ်တယ်ဗျဒါကြောင့်မို့၅၆ပေါင်းခြင်းတစ်ကို ခွင်3ပုံပေါင်းချင်းဒီ1ဆိုပြီးတော့ကျွန်တော်သွားထားတာဖြစ်တယ်ဗျဒါကြောင့်မို့ကျွန်တော်တို့8ထိပ်3နောက်ပိတ်ပေါ့နော် ဲ့နှစ်ရဲ့ပေါင်းကျင်းဒီ6 6နှစ်ဒီရဲ့တဲ့နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းကျင်းဒီခွန်းဖြစ်လို့ခွန်းရဲ့ပါဝါတီနှစ်ခွန်းနှစ်ဒီကြောင့်ဒီမှာအချိန်ပြတော့ဒီခွန်းနှစ်အချိန်မှာလဲခွန်း9ထွက်တော့ခွန်းထိတယ်ဒီမှာဆို1ချိန်2ချိန်ဒီကြောင့်တော့9 3ညာအချိန်နဲ့ခွန်းနှစ်အချိန်နဲ့တွဲရင်ပြီးပေါက်ပေးတယ်ပေါ့နော်ဒီကခွန်းဒီက9နဲ့ခွန်း9ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီမှာနောက်တစ်ပြင်ဒီလဲ ခွင်ရဲ့၃ညရဲ့ပေါင်းချင်းတီခွန်ခွန်နဲ့တရနှစ်နဲ့ပေါင်းတော့ကိုနှစ်၃ညခွန်ပေါင်းချင်းတီကိုဖြစ်လို့ကိုရဲ့ပါဝါတီလေးကိုလေးဒီကျော်ဒီမှာအချင်းပြတော့ဒီကိုလေးအချင်းမှာလဲကိုဘူးထွက်တော့ကိုထီတယ်ဒီမှာဆိုလဲဝမ်းချင်းဒီကျော်တို့လေးကိုအချင်းကိုလေးအချင်းတွဲရင်လဲအပြည့်ပေါက်ဖြစ်တယ်ကျော်ဒီမှာဒီရကိုဒီရကိုနဲ့ကိုဘူးဆိုပြီးတော့ထွက်တယ်ဗျာ ဒေါ်မမဝင်းနဲ့ဒီနေ့ပိတ်တယ်ပြောတယ်တဲ့အမှန်လားသာရေးတဲ့ဘယင်းမကြီးကွယ်လွန်လို့လဲတဲ့ကျွန်တော်ဒီမှာတော့ software မှာတော့ကျွန်တော်ပိတ်တယ်ဆိုတော့မပြဘူးပေါ့နော်ကိုထဲတော့မပိတ်ဘူးတဲ့ဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါတဲ့ဟုတ်ကဲ့မင်္ဂလာပါဗျာ ကျွန်တော်ဒီမှာပေါ့နော်ဒီလို software တွေဝင်ပြီးလို့ရှိရင်ကျွန်တော်ဒီ software တွေဝင်ပြီးလို့ရှိရင်ဒီအပေါ်ဘက်မှာအဆက်30ရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှိပ်လို့ရှိရင်ဒီအပေါ်မှာ set holiday ဆိုပြီးပါတယ်ဗျဒါကတော့အားလည်းရက်ပေါ့နော်ဒီထဲမှာတော့ကျွန်တော်တို့ pay ရက်ဆိုတော့ပြတ်မထားဘူးဗျဒီမှာတော့ပိတ်ရပြမထားဘူးပေါ့နော်တကယ်လို့ပိတ်ရရှိတယ်ဆိုရင်ကျွန်တော်ဒီမှာဒီပိတ်ရကလေးပြထားတယ်ကျွန်တော်တို့ဆယ်လာပိုင်း

ဒါဆိုကျော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ9ရဲ့9ရဲ့ပေါင်းချင်းဒီ၄၄နဲ့ကျွန်တော်ဒီက3ညနဲ့ပေါင်းတော့၄ဒီ3လုံးပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါဒီ9 6ကိုဒီကျွန်တော်ဒီမှာအချိန်မြတ်ကျွန်တော်ဒီ၄ကိုအချိန်မှာလဲခွန်၄ထွက်တော့ကျွန်တော်တို့၄ထီတယ်ဒီမှာဆိုကျွန်တော်2ခွန်အချိန်နဲ့၄ကိုအချိန်နဲ့တွဲရင်အပြည့်ပေါက်ဖြစ်တယ်ပေါ့နော်တွဲမယ်ဆိုရင်ကျွန်တော်တို့ဒီကခွန်ဒီက၄နဲ့ခွန်၄ဆိုပြီးတော့ထွက်တယ်ဗျာ ဝေရန်နဲ့မင်္ဂလာနဲ့နှက်ခင်းလေးပါဟုတ်ကဲ့ပါဗျာနော်မင်္ဂလာမနှက်ခင်းလေးပါဗျာဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီခွင်းရဲ့ဒီရက်၃ညရဲ့ပေါင်းချင်းဒီခွင်းခွင်းနဲ့ဒီရက်၅နဲ့ပေါင်းတော့နှစ်ဒီ၃လုံးပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါဒီခွင်းနှစ်ခွင်းဒီကျွန်တော်ဒီမှာအချိန်ပြတော့ဒီနှစ်ခွင်းအချိန်မှာလဲခွင်းတစ်ထွက်တော့ကျွန်တော်တို့ခွင်းထိတယ်ဒီမှာဆိုရင်6တဲ့အချိန်နဲ့နှစ်ခွန်အချိန်နဲ့တွဲရင်ပြပေါဖြစ်တယ်ဗျာနော်ဒါကြောင့်မို့ဒီမှာဒီရခွန်ဒီရတဲ့နဲ့ခွန်တစ်ဆိုပြီးတော့ထွက်တယ်ဗျာ မစ်မိုင်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဒါဆိုကျော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီဒီရ9ရ6ရပေါင်းချင်းဒီ3 3နဲ့ကျော်ဒီရ3ညနဲ့ပေါင်းတော့3ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ရဲ့ပါဝါဒီရှေ3ရှေ့ဒီလဲကျွန်တော်တို့ဒီမှာအချိန်ဗျတော့ဒီမှာဒီ3ရှေ့အချိန်3ရှေ့အချိန်ဆိုတော့ဒီမှာတော့ကျွန်တော်တို့အပြိပောက်ပေးနေရတော့တွေ့ရတယ်ပေါ့နော်ပေးသွားမယ်ဆိုရင်3ဘူး3ရှေ့10ဘူးဆိုပြီးတော့ကဏန်း3ခွက်ရမယ်ဗျာ ဒီမှာဒီကျွန်တော်တို့က၈ထိပ်3000ပိတ်ဆိုပြီး၈3ဆိုပြီးတော့လေဒက်တော့ကောင်တွေတွေ့ထားတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့38အချိန်38အချိန်တွဲရင်ပြပေါ့ဖြစ်တယ်ဗျအဲ့လိုမဲနားလည်းမလို့တော့ထင်တယ်ပေါ့နော်ကိုမတို့ကတော့ကြိုင်းနှစ်တက်မှုရှိမှလည်းသုံးပါဗျကျွန်တော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာပေါ့နော်38အချိန်ဒီနှစ်ချိန်တွေ့ထားတာဖြစ်တဲ့အတွက်ဒီနေ့မှာ38အချိန်ဒီအကောင်းတယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော် တော့ဒီမှာ၄ရက်၉ရက်၃ညရက်ဒီ၃လုံးပေါင်းချင်းဒီ၃ဖြစ်လို့၃ရက်ပါဝါတီရှစ်၃ရက်နှက်ခတ်ဒီ၅၈၅တီလဲအချင်းပေါ့နော်ကျွန်တော်ဒီ၈၅အချင်းမှာလဲခွန်၅ထွက်တော့ကျွန်တော်တို့၅ထီတယ်နောက်တစ်ပင်တီလဲ၅ရက်၆ရက်ပေါင်းချင်းဒီ၁၁နဲ့ဒီက၅နဲ့ပေါင်းတော့၆ဒီ၃လုံးပေါင်းချင်း၆ဖြစ်လို့၆ရက်ပါဝါတီ၁၆ရက်နှက်ခတ်ဒီ၉၁၉တီလဲကျွန်တော်တို့ဒီမှာအချင်းပြတ် ဒီဝမ်းချင်းလမ်းဒီလဲမှန်ကန်နေတဲ့ဝမ်းချင်းပေါ့နော်ကျွန်တော်ဒီတက်ကိုအချင်းမှာလဲကိုဘူးထွက်တော့ကိုထီတယ်ဗျဒါဆိုရင်ကျောဒီမှာနောက်တစ်ပင်ဒီတုံညာရဲ့တရဲ့ပေါင်းချင်းဒီတက်နဲ့ဒီက6နဲ့ပေါင်းတော့တုံညာဒီ3လုံးပေါင်းချင်းဒီတုံညာဖြစ်လို့တုံညာရဲ့ပါဝါတီ9တုံညာရဲ့နှက်ခက်တီခွန်း9ခွန်းတီလဲကျွန်တော်ဒီမှာအချင်း9ခွန်းအချင်းမှာလဲခွန်း၄ထွက်တော့ကျွန်တော်တို့ခွန်းထီတယ်ဗျ နော်စမီးတဲ့၃ရှစ်ချိန်ကိုလည်းနှစ်ခွန်လေးကိုနဲ့ကက်မယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဘုံမင်းနဲ့လိုင်းမကောင်းလို့ပါတဲ့ပြပါဟုတ်ကဲ့ပါဗျာဒါပြောဒီမှာ9ရဲ့ခွန်ရဲ့ပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီရဲ့၄နဲ့ပေါင်းတော့6ဒီ၃လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ6ရဲ့နက်ခတ်ဒီကို19ဒီလည်းကျွန်တော်ဒီမှာအချိန်ပေါ့နော်19အချိန်မှာလည်းခွန်1ထွက်တော့1ထီတယ်ဗျာဒီမှာတော့ကျွန်တော်တို့ဒီဘက်ကခွန်1အချိန်15မှာလည်းခွန်9ထွက်တယ်6လေးအချိန်19မှာလည်း9ဘူးထွက်တယ် လေးကိုအချင်းငါးခွန်အချင်းမှလည်းကျွန်တော်ခွန်လေးထွက်တယ်ဗျဒီမှာလည်းနှစ်ခွန်အချင်းတစ်ကိုအချင်းမှလည်းကျွန်တော်ခွန်တစ်ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီနေ့ဒီနေ့အတွက်ဝမ်းကျင်းဒီ9ရက်2ရက်ပေါင်းကျင်းဒီ1နဲ့ဒီရက်1နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းကျင်းဒီ1ဖြစ်လို့2ရက်ပါဝါဒီခွန်2ရက်နှက်ခတ်ဒီလေခွန်လေးဒီလေရှင်းဦးအဲ့ဒီကျွန်တော်ဒီမှာခွန်လေးအချင်းပေါ့နော် သုံးရှစ်အချင်းဒီခွန်လေးအချင်းနဲ့တွဲရင်လည်းအပြီးပေါ်ဖြစ်ပါလေဗျ။အားလုံးပဲနားလည်မယ်လို့ထင်တယ်ပေါ့နော်။ဒီမှာတော့ကျွန်တော်တို့ဒီသုံးရှစ်အချင်းသုံးရှစ်အချင်းတွဲရင်လည်းအပြီးပေးတယ်။ဒီသုံးရှစ်နဲ့ခွန်လေးနဲ့တွဲရင်လည်းအပြီးပေးတယ်ဗျ။ကျွန်တော်ဒီမှာတွေးရလေးကိုတော့ကျွန်တော်ပြပေးမယ်ပေါ့နော်ဒီမှာဒီလုံးမိုင်းတစ်လုံးပေးနေတာလဲတွေးလေဗျ 1335ပေါ့နော်ဒီ3လုံးပုံချင်း6ဖြစ်လို့6ရဲ့နှက်ခတ်ဒီကိုအဲ့ဒီကိုဒီကျော်ဒီမှာလုံးပိုင်းကိုဘူးဆိုပြီးတော့ထွက်တယ်နောက်တစ်ပြင်ဒီခွင်ရဲ့9ရဲ့3ညရဲ့ဒီ3လုံးပုံချင်းဒီ1ဖြစ်လို့2ရဲ့နှက်ခတ်ဒီလေးအဲ့ဒီလေးဒီလုံးပိုင်းကျွန်တော်တို့ခွင်လေးဆိုပြီးတော့ထွက်တယ်ဗျအဲ့တော့ဒီမှာနောက်တစ်ပြင်ဒီ1 3 6ပုံချင်းဒီ6 6ရဲ့နှက်ခတ်ဒီ1အဲ့ဒီ1ဒီကျော်ဒီမှာလုံးပိုင်းခွန်1ဆိုပြီးတော့ထွက်တယ် ဒါဆိုကျွန်တော်ဒီမှာ962ပေါ့နော်ဒီ3လုံးပုံချင်းဒီ3ဖြစ်လို့3ရဲ့နှစ်ခက်ဒီ5 5တီလဲလုံးပိုင်းတွေ့ပါတယ်ဗျ။အဲ့တော့ကျွန်တော်တို့ကဒီမှာ3ရှစ်အချင်း2ချင်းတွေ့လာဖြစ်တဲ့အတွက်ကျွန်တော်3ရှစ်အချင်းကိုကျွန်တော်ခွန်လေး9နဲ့တွဲလိုက်မယ်ပေါ့နော်အဲ့လိုမဲ့နားလည်မယ်လို့ထင်တယ်အကိုမတို့ကကြိုင်းနေတတ်မှုရှိမှလည်း3ပါဗျ ဆမ်ပလာဝါတဲ့3ရှင်ငါကိုခွန်လေး2ငါကက်ရင်ရောတဲ့ကျွန်တော်တို့ဒီငါလည်းဖြစ်သွားနေပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့က385လို့ကီးနေဆို385ကီးရတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ကအပြည့်ယူရင်385ကီးပါပဲဗျအဲ့ဒါကိုကျွန်တော်နှစ်ခွန်လေးနဲ့လဲတွဲလို့ရပါတယ်ဗျနော်385လေးခွန်ခွေမယ်တဲ့ဟုတ်ကဲ့ပါဗျနော်ကံကောင်းပါစေဗျကျွန်တော်ဒီမှာကဏ္ဍနည်းနည်းထပ်ဖြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကဏ္ဍနည်းနည်းလေးတော့များသွားမှာပေါ့နော် ကျွန်တော် brake ရလဲကျွန်တော်နည်းနည်းလေးထည့်ကျင်နေပြ၅ဘိုင်ကိုလဲကျွန်တော် brake တွေးထားတဲ့ brake ပေါ့နော်သုံးရှင်းကလဲလဲအပြီးခွေသွားနိုင်တယ်လဲဟုတ်ပါတယ်ပြနော်ကျွန်တော်တို့ဒီမှာ

8ရက်6 3ရက်5 4ရက်ဆိုပြီးကျွန်တော်ထပ်ထည့်ထားရပေါ့နော်ကိုမတို့ကလည်းအကြိုက်ပံမှာလည်းသုံးပါပြဒုတိမှာတော့ပိုင်ရလို့တော့မရှိဘူးကျွန်တော်ဒီမှာ break line လေးပါပြပေးမယ်ပေါ့နော် break line လေးမပြလိုက်ရဖြစ်တဲ့အတွက်အော်ဒီမှာပြလိုက်ဒီပေါ့နော်ခွင်ရယ်တုံညာရယ်1ရယ်ဒီ3လုံးပေါင်းချင်းဒီ8ဖြစ်လို့8ရယ်2ခက်တီ8 1ဒီကျွန်တော်ဒီမှာပြလိုက်ကျွန်တော်ကိုဘူးဆိုပြီးတော့ထွက်တယ် နောက်တစ်ပြင်ဒီ6ရက်5ရက်ခွင်ရဲ့ပေါင်းချင်းဒီ1 1ရက်နှစ်ခက်ဒီ8 8ရက်ဒီကျော်ဒီမှာပရိတ်ခွင်လေးဆိုပြီးတော့1ပရိတ်ထွက်တယ်ဗျ။ကျွန်တော်တို့ပြင်ဒီခွန်6နှစ်ပေါင်းချင်းဒီ8 8ရက်နှစ်ခက်ဒီ8 8တဲ့ဒီကျွန်တော်ဒီမှာပြဲကျွန်တော်တို့ခွန်1ဆိုပြီးတော့8ပြဲထွက်တယ်ဗျ။ဒါဆိုကျွန်တော်ဒီမှာခွန်ရ4ရက်5ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရက်နှစ်ခက်ဒီ9 6 9ဒီကျွန်တော်ဒီမှာပြဲဗျ။ ရှစ်ရှစ်ဘူးမထည့်ရဘူးလားတဲ့ကျွန်တော်မပါဘူးလားပြရှစ်ဘူးအော်ဟုတ်တယ်ဗျာနော်ရှစ်ဘူးပါထည့်ရမှာဗျာဗရိတ်ဒီကျွန်တော်တို့အပြည့်ယူမယ်ဆိုရင်6 9တီဗရိတ်ပေါ့နော်ခဏညော်နေနဲ့များတယ်ပေါ့နော်ကိုမတို့ကလည်းကြိုက်ကြိုက်ပါမှာရွေးပြီးတော့လည်းထိုးပေါ့နော်ဒီထဲမှာတော့ဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်လိုက်ကိုဒီမှာပဲရနာခွင့်ပြုပါဗျာကျွန်တော်တွေ့ပြဟောဒီကျွန်တော်ဒီနေ့ပြောချင်တာလေးပေါ့နော် ကျွန်တော်ကျွန်တော် channel ကိုကြည့်ရှုအားပေးနေတဲ့သူတွေဟိုပေါ့နော်ကျေးဇူးတုပ်ပြန်တဲ့အနေနဲ့ကျွန်တော်ဖုံးပေ9000လေးပေါ့နော်အဲ့ဒါလေးကိုဖုံးပေ9000တကက်ကိုကျွန်တော် cancel mail လေးလုပ်ပေးချင်တယ်ပေါ့နော်ကျွန်တော်ကဏန်းပေါ့နော်9000နဲ့တရွက်ကိုနောက်ဆုံးကဏန်းနှလုံးကိုအုပ်ပြီးတော့ကျွန်တော်ကအစားစဉ်းစားတာပေါ့နော်အဲ့လိုလုပ်ပြီးတော့မှန်တဲ့သူကိုကျွန်တော်ဖုံးပေ9000တကက်ထည့်ပေးမယ်ဆိုပြီးစဉ်းစားထားတာဗျကျွန်တော်အဲ့လိုလုပ်မယ်ဆိုရင်ကျွန်တော် channel မှာ channel များထိခိုက်နိုင်မလားပေါ့နော်ဒါကြောင့်မို့ကျွန်တော်အဲ့လိုလုပ်မပေးခြင်းဖြစ်ပါတယ်ဗျ တကယ်လို့ဟိုဖြစ်မယ်ဆိုရင်ကျွန်တော်ရဲ့ channel အသေးလေးမှာကျွန်တော်အဲ့ရလေးကိုလုတ်ပေးထားမှာပေါ့နော်ကိုမတို့ကလည်းကန်ဆန်းခြင်းနဲ့ဆိုရင်ဝင်ပြီးတော့ဆန်းလို့ရပါတယ်ဗျကျွန်တော်9000နဲ့လေးကိုနောက်ဆုံးကနေနှလုံးကိုဖွက်ထားပြီးတော့ကိုမတို့မှန်တဲ့သူကိုကျွန်တော်ဖုံးပေး9000ထည့်ပေးမှာဖြစ်ပါတယ်ဗျအမေအပူကတော့ရန်တော့ပဲကြိုက်တယ်တုံးရှစ်ပတ်လိုက်မယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကံကောင်းပါစေဗျဟုတ်ကဲ့ပါကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ တူဒီလဲထိုးတင်းပေါ်ပြီးတပတ်တပတ်အမျက်တွေရပါသေးလို့ကျွန်တော်စုမှန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ channel ကို subscribe နဲ့ရသေးတဲ့ကိုမရီယာလဲ subscribe လေးနဲ့ပြပို့တောင်းဆိုပါတယ်အားလုံးပဲကံကောင်းကြပါစေကျွန်တော်ရှင်းပြလေးနားလဲမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ငါးရောင်းနဲ့တရွက်ကိုကနန်းနောက်ဆုံးနှလုံးကိုအုပ်ထားပြီးတော့အကိုမတို့ကိုကျွန်တော်အဖြေခိုင်းမှာပေါ့နော်ဒါလေးကတော့ကန်ဆယ်မဲ့လေးဖြစ်ပါတယ်ဗျ channel အသေးလေးမှာပေါ့နော်ကျွန်တော်ဒီ channel မှာတော့ကျွန်တော်မလုပ်တော့ဘူးဗျဘာလို့လဲဆိုတော့ကျွန်တော် channel ထိခိုက်နိုင်လားဘူးပေါ့နော် ဟုတ်ကဲ့ပါအလုံးမဲကံကောင်းကြပါစေ။ဘိုင်းဘိုင်စီယူပါအလုံးမဲ။